ကံနိုင်နေပြီဆိုရင်ဒီလိုအိမ်မက်မျိုးတွေမတ်တက်ပါတဲ့မိမိရဲ့ကံစားတာမှာကံဆိုးနေပြီကံနိုင်နေပြီဆိုရင်ဆရာအခုပြောပြသွားမယ်အိမ်မက်ဆိုးတွေနမိတ်တွေကိုမြင်ရတတ်ပါတယ်အိမ်မက်မတ်ရတတ်ပါတယ်เนาะဆရာဒီနေ့ဒီမိမိကံဆိုးနေရင်ကံနိုင်နေရင်ဘာအိမ်မက်တွေမတ်တက်လဲဘာတွေဖြစ်တတ်လဲဆိုတာကိုဆရာပြောပြပေးသွားပါမယ်ခொနီယသားသမီးအားလုံးလည်းမင်္ဂလာပါဆရာကတော့ဘီရင်ရေရီယာဆရာထူးမြတ်အောင်ဖြစ်ပါတယ်နံပါတ်၁ချက် အိမ်မက်ထဲမှာမိမိရဲ့အိမ်မက်ထဲမှာတိုက်ခိုက်ခံရတာเนาะအိမ်မက်ထဲမှာတိုက်ခိုက်ခံရတာရံဖြစ်တာเนาะတယောက်တည်းရှောက်သွားနေတာမျိုးတွေမှတ်တယ်ဆိုရင်ဆရာတို့ကန်နေနေရလို့ယူဆရပါတယ်။နံပါတ်2ကတော့အိမ်မက်ထဲမှာမိမိရပျောက်ဆုံးသွားတာလမ်းပျောက်သွားတာဘယ်နေရာဝဲရောက်ရောက်အကူအညီမရရှိတာအဆင်မပြေမှုတွေမြတ်အိမ်မက်ထဲမှာအဆင်မပြေမှုတွေများစွာကြုံနေရတယ်ဆိုရင်လည်းဆရာတို့ပေါ့เนาะကန်နေနေရလို့ယူဆရပါတယ်။ပြီးတော့နောက်တစ်ခုကအိမ်မက်ဆိုးတွေမှတ်တာ အိမ်မက်ထဲမှာ အမောင်သူတွေကိုရောက်သွားတာတရေသစီတွေကိုမြင်တာမတ်တာမျိုးတွေဆိုရင်လဲဆရာတို့ကန်နေတယ်လို့ယူဆရပါတယ်ပြီးတော့အိမ်မက်ထဲမှာဆရာတို့ကြာရှုံးမှုတွေပေါ့နော်ကြာရှုံးမှုတွေနဲ့ပတ်သက်ပြီးတော့စာမွေးကြတာအမြင့်ပေါ်ကပြုတ်ကြတာပြိုင်ပွဲဝင်တာကိုရှုံးနေတာဘာပဲလုပ်လို့အိမ်မက်ထဲမှာရှုံးနေမှုတွေနဲ့ကြုံတွေ့ရရဲဆိုရင်လဲကန်စာတာနေနေရလို့ဆရာတို့ယူဆရပါတယ်ပြီးတော့နောက်တစ်ခုကတော့အန်နီယယ်နေနဲ့ရင်ဆိုင်ရတာပေါ့နော်အိမ်မက်ထဲမှာ ဖန်စီခံရတာခွေးကြိုက်ခံရတာမွေကြိုက်ခံရတာဘေးအန္တရာယ်မျိုးစုံကြုံတာလိမ့်ဆန်တကောင်းကောင်းလိုက်တာကိုထွက်ပြေးရတာမျိုးလေးဆရာတို့မှတ်တယ်ဆိုရင်လည်းကန်နေနေရလို့ဆရာတို့ယူဆလို့ရပါတယ်ပြီးတော့နောက်တစ်ခုကအိမ်မက်ထဲမှာအရှုံးပေးလိုက်ရတဲ့အိမ်မက်မျိုးတွေပေါ့နော်အိမ်မက်ထဲမှာဒီကိုကစူးစမ်းရင်စူးစမ်းလို့မအောင်မြင်တာဘာပဲလုပ်လို့မအောင်မြင်တာကိုကအိမ်မက်ထဲမှာဒီစူးစမ်းမှုတွေနဲ့ပတ်သက်တဲ့အရာအလုံးအရာတွေကိုလုပ်တဲ့အခါမှာရှုံးနေမှုတွေကြုံကြုံတွေ့ရရဆိုရင်လည်း ်ဆရာတို့ပေါ့နော်ဒီကန်နေတယ်လို့လို့ယူဆရပါတယ်နော်ပြီးတော့နောက်တစ်ခုကအိမ်မက်ထဲမှာဒီယာတွေညာမျိုးတွေဖြစ်တယ်တွေ့တယ်ဆိုရင်လည်းဆရာတို့ကန်နေတယ်လို့ယူဆရပါတယ်ပထမတစ်ခုတွားကျိုးတာပန်းပန်တာမျိုးအိမ်မက်မတ်တာမီးလောင်တာကိုအိမ်မက်မတ်တာပွဲလန်းသဘင်ပျော်ပွဲရှင်ပွဲလုပ်နေတာကိုအိမ်မက်မတ်တာလှေစီးတာကိုအိမ်မက်မတ်တာဖုံစုပ်အာ sorry ဖနက်စုပ်ထီးစုပ် တေဟိုအိမ်မတ်မတ်တာကခုံထားရို့ဆရာတို့အိမ်မတ်ထဲမှာမြင်ရတွေ့ရတယ်ဆိုရင်လည်းဆရာတို့ကန်နေတယ်လို့ယူဆလို့ရပါတယ်ဆရာတို့ဒီကန်နေရင်မတ်တဲ့အိမ်မတ်တွေကတော့အယူဆတွေအများကြီးရှိပါတယ်တယောက်နဲ့တယောက်မတူကြပါဘူးဒါကတော့ဆရာရဲ့အိမ်မတ်နမိတ်နဲ့ပတ်သက်တဲ့အယူဆတွေကိုဆရာကပြောပြပေးခြင်းဖြစ်ပါတယ်ဆရာပြိတ္တတွေလည်းဒီလိုအိမ်မက်မျိုးတွေမတ်ပြီဆိုရင်မိမိရဲ့စိတ်ထဲမှာကန်နေနေတယ်ကန်ဆိုးနေတယ်ဘာပဲလုပ်လို့အဆင်မပြေဘူးဖြစ်နေတယ်ဆိုရင်ဆရာအခုပြောပြသွားမယ်အိမ်မက်ပြန်ကောင်းစေပြီးတော့ လက်ပွင့်လက်ရွှေငွေဝင်စေပြီးတော့ကံကောင်းခြင်းတွေရရှိစီရရှိစေပြီးတော့ဒီအိမ်မကောင်းတဲ့အိမ်မဆိုးတွေမမတ်တဲ့နီလန်းလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်เนาะပြီးတော့ဒီဗီဒီယိုလေးကိုလည်းဆရာပရိသတ်တွေအကုန်လုံး share ပေးကြဖို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ထားပေးပါဆရာ page ကိုလည်း like လုပ်ထားပေးဖို့ဆရာပြောချင်ပါတယ်เนาะပြီးတော့ဒီဒီလိုအိမ်မဆိုးတွေမတ်တဲ့လို့ကန်နေကန်ဆိုးတယ်လို့ကိုကုတ်ကိုထင်နေပြီဆိုရင်ဆရာတို့အရင်ဆုံးအလူဒါနာတစ်ခုလောက်ရပါမယ်အဲ့ဒါကတော့เนาะတတိယဆန်လေးတွေကိုအစာကျွေးတာ เนาะပြိဿာစာကျူးတဲ့ချိန်မှာခွေးစာကျွေးတာငှက်စာကျွေးတာเนาะဆရာတို့ဒီခိုးစာကျွေးတာငားစာကျွေးတာမျိုးလေးတွေပါဝင်ပါတယ်เนาะဒါကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်လည်းဆရာတို့ကံနှိမ့်နာတွေပပပျောက်ပျောက်ွယ်သွားပြီးတော့ကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်ဒါပေမဲ့နောက်တစ်ခုကတော့အရေးကြီးကတော့မနှက်မှာစွန့်ကက်လဲရတယ်ညမှာစွန့်ကက်လဲရတယ်အိတ်ခန်ကြီးအိတ်ခန်မိမိအိတ်ခန်ကြီးမှာเนาะကိုပြုတ်လုံးမယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်ပထမတစ်ချက်ကတောက်တော့ရေးအေးအေးလေးကတ်လူတာပေါ့เนาะနောက်တစ်ခုကအမွေးတိုင်းကတ်လူတာစီမီကတ်လူတာပန်းကတ်လူတာ ပြီးရင်ဆရာတို့ပေါ့နော်24ပစ္စည်းအချင်းကို17မီငင်းအောင်လို့17ခေါက်ရွတ်ပြီးတော့နော်ခြေလက်ဆေးမယ်မျက်နှာဆေးမယ်ခြေထောက်လေးလက်တွေရေးဆေးမယ်မျက်နှာရေးလက်ဆေးမယ်ဆေးပြီးတော့မှဖျားဝတ်ပြုပြီးတော့မှဆရာတို့ပေါ့နော်အိတ်မယ်ဆိုရင်လည်းအိတ်မယ်ဆိုးတွေပပျောက်စေပြီးတော့ကံကောင်းခြင်းတွေရရှိစေပါတယ်ကံနှိမ့်နေတာတွေလည်းဆရာတို့ပပျောက်စေပါတယ်ဒီလူတစ်ယောက်ကအိမ်မက်နဲ့လူလူတယောက်ရဲ့ဖြစ်တည်ပုံတွေကဆက်ဆက်နေပါတယ်တချို့ဆိုရင်အိမ်မက်မကောင်း တော့ဘူးအိမ်မက်ထဲမှာအိမ်မက်ဆိုးတွေမက်ပြီဆိုရတယ်အပြင်လက်တွေဘဝမှာလည်းเนาะအဆအဆအရာရာအစင်မပြေမှုတွေကြုံရတယ်ဝင်းဝေးတွေထိုးကျသွားတယ်ငွေငွေဝင်းနေငွေမမြဲတော့ဘူးငွေဝင်းနေသွားမယ်အလုတ်ကင်တွေကြာဆင်းလာမယ်ဒါမျိုးတွေလည်းဆရာတို့ဘေးဆရာဘေးရင်ဟောတာ၁၇နှစ်ရှိပြီဖြစ်တဲ့အတွက်ဒါမျိုးတွေလည်းဆရာစီမှာဘေးရင်လာမေးတဲ့လူတွေထဲမှာကြုံတွေ့နေရတာမျိုးတွေလည်းရှိပါတယ်အဲတော့ဆရာပြိဿတ်တွေဒီလိုမျိုးအိမ်မက်ဆိုးတွေမက်တဲ့ကံတွေနှိမ့်နေတယ်ဆိုရင်ဆရာခုပြောပြသွားတဲ့ ဒီရတရားလေးတွေကုသိုလ်ကောင်းမှုလေးတွေလုပ်ဖို့ဆရာပြောချင်ပါတယ်เนาะပြီးတော့နောက်တစ်ခုကဒီဆရာစီပါပေါ့เนาะကံနှိမ့်နေတဲ့သူတွေအကုန်လုံးကံအမြန်ဆုံးမြင့်စေမယ်ဝင်ဝင်စီမယ်အစစအရာရအစဉ်ပြေစီမယ်ကံကောင်းစီမယ်ယတရာတစ်ခုကိုဆရာကစီမံပြီးတော့ပြုလုပ်ပေးနေပါတယ်ယတရာရဲ့နာမည်ကလည်း ပန်းကန်မြင့်ဆိုတဲ့ယရိယာဖြစ်ပါတယ်ပန်းကန်မြင့်ဆိုတဲ့ယရိယာဟာဒီယရိယာကိုဆရာရက်30တိတိပြုလုပ်ပေးมาဖြစ်ပါတယ်ဒီရက်30တိတိဆရာကိုယ်တိုင်စီမံပြီးပြုလုပ်ပေးมาဖြစ်လို့ဒီရက်30အတွင်းမှာပဲဟိုထီတွေချဲတွေပေါက်လာလိမ့်မယ်စီဝါရီတွေတိုးတက်လာလိမ့်မယ်အယောင်းဝဲတွေကောင်းလာလိမ့်မယ်အလုတ်ကိုင်းတွေအစင်ပြေလာလိမ့်မယ်ငွေဝင်ကျန်းလာလိမ့်မယ်ငွေဝင်လာလိမ့်မယ် ကန်နိုင်ကန်ဆိုးတာတွေပပျောက်ပြီးတော့ဆရာကအထူးရာသုံးရည်ရာဖြစ်တဲ့အញ្ញံအဆိုးတွေပျောက်စီတဲ့ရည်ရာကိုဆရာကိုယ်တိုင်တေချာစီမံပြီးတော့ပြုလုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဆရာပိတ်သက်တွေအကုန်လုံးဆရာစီမှာရည်ရာအချက်နဲ့ဆိုရင် Viber တို့ Messenger တို့မှာဆရာနဲ့ဒိုင်းရိုက်ဆက်သွယ်ပြီးတော့ရည်ရာအပ်လို့ရပါတယ်ဆရာကိုယ်တိုင်ရည်ရာပြုလုပ်ပေးမှာဖြစ်ပါတယ်ဆရာစီမှာရည်ရာလာအပ်လို့ ကန်နေနေတာတွေမပြောက်သွားဘူးဆိုရင်ဆရာပတ်စံပြန်အမ်းပေးပါမယ်ဆရာခုနှစ်ရက်သားသမီးရဲ့ပတ်စံကိုလုံးဝအလကားမယူပါဘူးအဲဒါကြောင့်လို့ဆရာစီမှာယုံယုံကြည်ကြည်နဲ့ယတရားအစီမံနေလာအပ်ကြပါပြောချင်ပါတယ်ပြီးတော့ဒီကန်နေနေလားကန်ဆိုးနေတာလားဆိုတာကန်ကောင်းနေရလားဆိုတာလဲဆရာကဘေးရင်ဟောပေးလို့ရတယ်ဇာတာစစ်ပေးလို့ရတယ်မိမိရဲ့ကန်ဇာတာအတက်အကျအနိုင်အမြင်ကိုဆရာစစ်ပေးလို့ရပါတယ်ဆရာစီမှာဘေးရင်ဘေးကျင်နဲ့ ရှရီယာရေးအချင်းနဲ့စာတာရေးဆစ်ချင်တဲ့ဆိုရင်လည်း Viber တို့ Messenger တို့မှာဆရာနဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးတော့ဆရာတို့အက်လို့ရပါတယ်။ခုနှစ်ရက်သားသမီးအားလုံးလည်းဒီအိမ်မက်ဆိုးတွေမှာကင်းဝေးပြီးတော့ကံနှိမ်ကံကောင်းကြပါစေလို့ဆရာဆုတောင်းပေးပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။